ယုံမတန်တရား16မျိုးတဲ့အဲ့ဒီယုံမတန်တရား16မျိုးဟာလည်းပဲနှလုံးမသွင်းတိုက်ဖဲနဲ့သွားပြီးတော့နှလုံးသွင်းမိသည့်အတွက်ကြောင့်ယုံမတန်တရား16မျိုးဖြစ်ရတယ်ပေါ့အဲ့တော့ပုရုဇဉ်တွေမှာယုံမတန်တရား16မျိုးဆိုတာဒီထက်ကမလွဲတာမရှောင်တာဖြစ်ပေါ်ပြီးတော့လာတတ်တယ်အဲ့ဒီယုံမတန်တရားကိုလည်းပဲယုံမတန်တရားကိုပဲလေဝိသိကိစ္ဆာလို့ခေါ်တာပဲ ဝိသိကိစ္စဆိုတဲ့သဘောကစဉ်းစားလိုက်တာနဲ့တပြိုင်နက်အဖြေမထွက်လို့စိတ်ထဲမှာပင်မန်းသွားစေတတ်တဲ့သဘောနော်အဖြေမထွက်တဲ့သဘောသို့လောသို့လောတွေးတောယုံမာတဲ့သဘောဝိသိကိစ္စလို့ခေါ်တယ်အဲ့ဒါကို16ပါးသောယုံမာခြင်းဆိုတာအကျဉ်းအဖြစ်ပြောရမယ်ဆိုလို့ရှိရင်အတိတ်ကာလနဲ့ပတ်သက်ပြီးတော့၅မျိုး အနာဂတ်နဲ့ပတ်သက်ပြီးတော့၅မျိုးပစ္စုပန်နဲ့ပတ်သက်ပြီးတော့၆မျိုးပေါင်းလိုက်တဲ့အခါကျတော့ယုံမတ္တန်ရ၁၆မျိုးမမကန်ကနှလုံးမသွင်းတတ်ဘူးဆိုလို့ရှိရင်အဲ့ဒီယုံမတ္တန်ရ၁၆မျိုးဆိုတာဟာတန်တရာအနေနဲ့ဖြစ်ပေါ်လာတတ်တယ်ကိုယ်စိတ်ထဲမှာဝင်ရောက်လာတတ်တယ်တန်တရာဆိုတဲ့အခါဟာခြေုံချတော့ဆုံးဖြတ်ချက်မပေးနိုင်ပဲနဲ့စိတ်ကိုပင်ပန်းစေတတ်တဲ့သဘောတရားစိတ်ကိုပင်ပန်းစေတတ်တယ် ဲ့ဒါကြောင့်မလို့အဲ့ဒီယုံမခြင်း16မျိုးဆိုတာမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့လေမကျွမ်းကျင်မှုမရှိလို့မမမကန်နှလုံးသွင်းမိပြီဆိုရင်အဲ့ဒီတန်ရား16မျိုးဟာဖြစ်ပေါ်လာနိုင်တယ်တဲ့အဲ့တော့အတိတ်နဲ့ပတ်သက်ပြီးတော့5မျိုးဆိုတာပါလေအတိတ်နဲ့ပတ်သက်တယ်ဆိုတာအတိတ်ဘဝနဲ့ပတ်သက်ပြီးတော့ကဲခေါင်းကြီးတို့တွေကိုယ့်ကိုယ်ကိုစဉ်းစားကြည့်ပေါ့အတိတ်ဘဝနဲ့ပတ်သက်တဲ့အခါမှာ လူတွေကဘလို့တွေးကြသလဲအေးဟိုဘက်ဘဝတုန်းကငါတို့ဖြစ်ခဲ့ဘူးသလားအဖြစ်ခဲ့မဖြစ်ခဲ့ကိုယ့်အကောမသိဘူးလေမသိဘူးအဲ့တော့သူအတိတ်ဘဝတုန်းကငါတို့ဖြစ်ခဲ့သလားလို့တွေးပြီးတော့ယောမသားမရရှိတယ်အဲ့တော့တရားဓမ္မကိုသင်ထားတဲ့ပုဂ္ဂိုလ်ကြတော့တန်လျာအကြောင်းကိုနားလဲတယ်ကံအကြောင်းကိုနားလဲတယ် အေးအကြောင်းရှိရင်ဖြစ်မှာပေါ့အကြောင်းမရှိရင်မဖြစ်ဘူးဆိုတာဆုံးဖြတ်ချက်ချနိုင်တယ်လေဥပမာပြိဿသမုပ္ပါကိုသိထားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းအကျိုးကိုစင်ញင်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်အေးအတိတ်တုန်းကကံတရားတွေငါတဏ္ဏမှာမကုံသေးဘူးမကုံသေးသည့်အတွက်ကြောင့်ဧကနိဋ္ဌဖြစ်ခဲ့ဘာလို့လဲအကြောင်းရှိလို့အကျိုးဆိုတာရှိတာဆိုတော့အခုကြည့်လေလျှက်စင်မီးရှိနေလို့ရှိရင်အလင်းရောင်စွာမရှိဘူးလားရှိနေတာ တော့ဒီလင်းရောင်ကဘာကြောင့်ရှိနေအောင်လျှက်စမြေရှိလို့အကြောင်းရှိရင်အကျိုးဆိုတာရှိနေမှာပဲဒါကြောင့်မို့အကြောင်းနဲ့အကျိုးကိုနားလည်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာငါအတိတ်ကဖြစ်ခဲ့သလားလို့ဘယ်တော့မှယုံမှတန်နေရမှာဖြစ်ဘူးလေနော်အကြောင်းတရားတွေငါမှရှိနေသေးတယ်လို့သိရင်ဖြစ်ခဲ့တယ်ဆိုတာသိကြပေါ့ပြောလို့ရပါတယ်ဟောဒီလိုဆိုလို့လားအကြောင်းတရားမှမသိခဲ့ဘူးဆိုလို့ရှိရင်ငါအတိတ်တုန်းကဖြစ်ခဲ့သလားဆိုတဲ့ ရှုံမတန်ရာတခုဝင်လာနိုင်တယ်ဒါကနံပါတ်1တခုပါဠိလိုကြတော့အဟောတိန်နုခောအဟံအတိတမထာနံအတိတ်တုန်းကငါဖြစ်ခဲ့ဘူးသလားလို့ဒီလိုတွေးမိတယ်တဲ့ဟောနောက်တစ်ခုကြတော့စမ်းကြည့်မဲ့အတွေ့နံပါတ်1ကနန္နုခောအဟောတိန်အတိတမထာနံငါအတိတ်တုန်းကမဖြစ်ခဲ့ဘူးလား အကြောင်းတရားကိုသိနေတဲ့ပုဂ္ဂိုလ်ကဖြစ်ခဲ့သလားလို့လည်းမယုံမတော့ဘူးမဖြစ်ခဲ့ဘူးလားလို့လည်းမယုံမဘူး။ဘာဖြစ်လို့အကြောင်းရှိရင်ဖြစ်တယ်ဆိုတာသိတယ်။နော်။ကိုယ်တဏမှာအကြောင်းနေတွေ့နေသည့်အတွက်ကြောင့်ဆုံးဖြတ်ချက်ချနိုင်။အကြောင်းကိုသိလို့အကျိုးကိုလည်းပဲဆုံးဖြတ်ချက်ချနိုင်တယ်။အကျိုးကိုကြည့်ပြီးတော့လည်းအကြောင်းတရားကိုဆုံးဖြတ်ချက်ချနိုင်။အဲ့ဒီအကြောင်းကိုမြင်ပြီးတော့အကျိုးကိုပြောတာအနုပါဏညာလို့ခေါ်။အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုပြောတာလည်းပဲအနုမန္တညာလို့ ဟောတယ်။ဆိုပါစို့ဥပမာဟိုခလန်းလန်းတောင်ကြားကနေပြီးတော့မိကိုတွေထွက်နေတယ်ဆိုလို့ရှိရင်ဘာပြောနိုင်အေးအဲ့ဒီနေရာမှာမိလောင်နေတယ်ပြောလို့မရဘူးလားရတယ်ဘာဖြစ်လို့တော့မိကိုဆိုတဲ့အကျိုးကိုယ်တိုင်မြင်ရလို့မိဆိုတာကိုယ်ကိုယ်တိုင်မမြင်ရပေမဲ့လို့မှန်ပြောတဲ့စကားမှန်နေပေါ့တန်လျာဖြစ်တာမဟုတ်တော့အေးဒီဘဝမှာလူဟာ ညာတော်တယ်၊ရုပ်ဆင်းနဲ့လှပတယ်၊စီးပွားဥစ္စာလည်းတော်တယ်၊ချမ်းသာကျွယ်ဝတယ်။အဲ့ဒီပုဂ္ဂိုလ်ကြည့်လိုက်ရင်ဩဒီဘုရားပြောကြတယ်မဟုတ်လား။အသက်ရှိတဲ့ကျမ်းမာတဲ့လူတွေကြီးတွေတွေ့ရင်ဩသီလကောင်းလိုက်တာလို့ပြောတယ်။သီလကောင်းတာသူမြင်ခဲ့သလား။မမြင်ဘူး။ဘာလို့သီလရဲ့အကျိုးဟာအသက်ရှိတယ်။ကျုပ်ဆင်းလှပတယ်ဆိုတဲ့ဒီအကျိုးကိုကြည့်ပြီးတော့ဩသီလကောင်းလိုက်တာဆိုတဲ့အကြောင်းတရားကိုဖော်ထုတ်နိုင်တာပေါ့။ အဲ့ဒီလိုပါမျိုးအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းသိလာပြီဆိုလို့ရှိရင်ဒီတန်တရားဆိုတာမဖြစ်ဘူးပေါ့အဲ့တော့တန်တရားတန်တရားဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းမမြင်လို့ပဲဖြစ်တယ်လို့ဒီလိုပြောအဲဒါကြောင့်မလို့နံပါတ်1အတိတ်တုန်းကဖြစ်ခဲ့သလားနံပါတ်2အတိတ်ဘဝတုန်းကမဖြစ်ခဲ့ဘူးလားနံပါတ်3ကကထန်းလူခေါ်အာဟာရ ရဲ့လူဖြစ်ခဲ့တာလေလူဖြစ်ခဲ့တာလားနတ်ဖြစ်ခဲ့တာလားတရိษံဖြစ်ခဲ့တာလားအထံလို့ခေါ်နောက်တစ်ခါနံပါတ်၄ကိန်းလူခေါ်ဟောတဲ့ဘာဖြစ်ခဲ့တာလဲနော်ဘာဖြစ်ခဲ့တာလဲကထံလူခေါ်ဘယ်လူဖြစ်ခဲ့တာလဲကိန်းဟုတ်တော့ဘာကိန်းအဟောဘာဖြစ်ပြီးတော့ဘာဖြစ်ခဲ့တာလဲဆိုတဲ့ဒီလိုယုံမတန်တဲ့၅မျိုးဟာအတိတ်နဲ့ပတ်သက်ပြီးတော့ အကြောင်းကျိုးဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်မှာမပေါ်ဘူးတဲ့အဲ့ဒီအကြောင်းကျိုးကိုမဆင်ញင်နိုင်ဘူးဆိုလို့ရှိရင်အတိတ်နဲ့ပတ်သက်တဲ့ဟောဒီယုံမတန်ကငါးမျိုးဟာသူတဏ္ဍာမှာဖြစ်လာပါဟောအနာဂတ်နဲ့ပတ်သက်ပြီးခွန်ကြီးတို့တွေနောက်ဘဝကိုလှမ်းပြီးတော့တွေးကြည့်လိုက်နောက်ဘဝဆိုတာအနာဂတ်အဲ့တော့နောက်ဘဝအနာဂတ်နဲ့ပတ်သက်ပြီးတော့အကြောင်းအကျိုးကိုမသိလို့ရှင်ဘာဖြစ်မလဲ ဘဝိတာမိနုခောအဟံအနာဂတမတ္တနာနောက်ဘဝမှာငါဖြစ်အောင်မလားအဲ့တော့တရားဓမ္မနားလည်တဲ့ပုဂ္ဂိုလ်ကအေးငါမှကံနေလည်းရှိသေးတယ်ကိလေသာတွေလည်းရှိနေသေးတယ်ဆိုရင်ဘလို့ဆုံးဖြတ်ဖြစ်မှာပေါ့ကံနေရှိနေသေးတယ်ကိလေသာတွေရှိနေသေးတယ်ဘာလို့တော့အကြောင်းတရားတွေရှိမှာဟုတ်အဲ့တော့ကံနေကိလေသာတွေကိုသိထားတဲ့ပုဂ္ဂိုလ်တရားဟာနောက်ဘဝငါဖြစ်အောင်မလားဆိုတဲ့အတွေ့အော်ပဲရှိတော့မှာတော့ဘာဖြစ်လို့တော့ အကြောင်းတရားကိုမြင်နေလို့ပဲအကြောင်းတရားမြင်အကျိုးတရားလာမယ်ဆိုတာသိတယ်။ဟောနောက်တစ်ခုကပါလဲလို့ဆိုရင်နန္ဒုခောဘဝိတာမိအဟံအနာဂတမတ္တံနောင်ဘဝမှာငါမဖြစ်တော့ဘူးလား။ဟောဒီတန်တရားလည်းမဖြစ်ဘူး။ဘာဖြစ်လို့လဲ။အကြောင်းတရားတွေကိုမြင်နေတယ်။ကိဉ္နုခောဘဝိတာမိဘာဖြစ်မှလဲ။ ဒါလည်းပဲအကြောင်းတရားကိုမြင်ကိုကကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တရားဆိုရင်ဘာဖြစ်မှလဲဆိုတာအတော်အသိပြောလို့ရတန်တရားမဖြစ်တော့ဘူးပေါ့ကထာနုခောဘဝိတံမိဘယ်လိုဖြစ်မှလဲဆိုတာလေတန်တရားမဖြစ်တော့ဘူးကိန်းဟုတ်တော့ကိန်းဘဝိတံမိဘာဖြစ်ပြီးတော့ဘာဖြစ်မှလဲဆိုလေအတွေ့အမျိုးတွေနဲ့မလာတော့ဘူးတန်တရားတွေနဲ့မလာတော့ဘူးလို့ပြောဆိုလို့ ဲ့တော့အနာဂတ်နဲ့ပတ်သက်တဲ့တန်တရား၅မျိုးဟန်လည်းပဲကြောင်းကျိုးဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်မဖြစ်လာဘူးလို့ပြောလို့ပြောရနောက်တစ်ခါတစ်ခါဒီပစ္စုပန်ဘဝမှာပဲကိုယ့်ရဲ့တဏ္ဍာမှာလက်ရှိဖြစ်နေတဲ့အနေအထားတစ်ခုပေါ်မှာလည်းပဲသူတွေဟာယုံမတန်တရားဆိုတာဖြစ်လာတတ်တယ်ပေါ့အဲ့ဒီယုံမတန်တရားတွေကဘာလဲလို့ဒါကတော်တော်ထူးထူးဆန်းဆန်းယုံမတန်တရား နော်ဒီလိုတန်တရားတွေလည်းဖြစ်နိုင်တယ်လို့ဆိုတာမြတ်စွာဘုရားကဟောပြောထားတာရှိတယ်အဟံနုခောတမိနာမဟုတ်ရဲ့လားကိုယ့်ကိုယ်တန်တရားဖြစ်ပုံတစ်ခုကအဟံနုခောတမိနာမဟုတ်ကဲ့လားနောနုခောတမိနာမဟုတ်ဘူးလားအဲ့တော့ကိုယ့်ကိုယ်ဘယ်လိုလုပ်ယုံမှားတာတော့လို့ဆိုတာနဲ့ပတ်သက်ပြီးတော့အထက်ကရာက ပိုးလူလေးတခုပြောပြတာလူတရားကိုယ့်ကိုယုံမားတယ်ဆိုတာဟုတ်နိုင်ပါမလားလို့ဆိုတာဖြစ်နိုင်တယ်ဆိုတာဆိုပါတော့ဥပမာမယ်ညီကိုဝမ်းခွဲတော်တဲ့ပုဂ္ဂိုလ်တူညီကိုဝမ်းခွဲရုပ်ကလည်းအမတန်တူတယ်အရွယ်ကလည်းတူတူဆိုပါတော့ အရွယ်လည်းတူတယ်အသက်ရွယ်လည်းတူတယ်ရုပ်လည်းတူတယ်ကြည့်လိုက်လို့ရှိရင်အဖြစ်မှားစရာလူတယောက်တည်းလို့ထင်ရခုကအမွာတွေလည်းအဲ့ဒါမျိုးရှိတယ်ပေါ့အကြီးတဲ့ငယ်ပဲกว่าတယ်သိတူတယ်အဲ့ဒါလို့သိတူတဲ့အခါမှာတယောက်ကခေါင်းတုံးတာတယောက်ကသပင်နဲ့အဲ့ဒါလို့တယောက်ကသပင်နဲ့နေတာတယောက်ကခေါင်းတုံးတာအဲ့ဒါလို့ ခေါင်းကြည့်ပြီးတော့သူတို့နှစ်ယောက်ကိုခွဲခြားကြတယ်။အဲဒီလိုခွဲခြားတဲ့အခါမှာတရက်ကြတော့အဲ့ဒီစပင်နဲ့အကောင်ကိုအိပ်ပျော်နေတော့ခေါင်းတုံးပေးလိုက်။ခေါင်းတုံးပေးလိုက်တော့သူကလည်းကရုံဖြစ်သွား။ကရုံဖြစ်သွားတဲ့အခါအိပ်ရကနေနိုးလာတဲ့အခါကြည့်တော့သူကအရင်ကစပင်နဲ့အခုကရုံဖြစ်နေ။အဲ့တော့ငါကဘွာကကရုံနဲ့လူကအကြီးဆိုရင် ငါကအကြီးလားသူကအကြီးလားငါဟာသူပဲလားသူဟာငါပဲလားလို့တန်တရားဖြစ်သွားတယ်ဒါကိုကိုကိုနဲ့ပတ်သက်ပြီးတော့ယုံမတန်တရားဖြစ်ပုံပြောပြကိန်းနုခောတမိငါဟဘာလဲကိုယ့်ကိုယ်ယုံမတာငါဟဘာလဲအမျိုးဆက်နဲ့ပတ်သက်ပြီးတော့ပြောတာယံယုံမတန်တရားကထန်နုခောတမိ ငါကဘယ်လိုဖြစ်ခဲ့တာလဲဆိုပြီးတော့နောက်ထပ်ယုံမသက်အယံနုခောတတ်တော်ကုတော်အာကတော်ငါဘယ်ဘဝကလာခဲ့တာလဲနောက်ဆုံး6ခုမြောက်ကတော့ဘယ်ဘဝကိုရောက်มาလဲဆိုတာဟောပြမဘဝနဲ့ပတ်သက်ပြီးတော့အခုလိုတန်တရား6မျိုးတဲ့အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ဒီပုရုဇဉ်ပုဂ္ဂိုလ်တွေမှာ ဒီလိုတန်တရားတွေအကြောင်းကျဆင်ញင်နိုင်မှုမရှိဘူးဆိုလို့ချင်းဒီတန်တရားတွေဟာဖြစ်ပြီးတော့နေတတ်တယ်တန်တရားတွေမကဲမဲ့နဲ့ဖြစ်နေတယ်သောတပန်ဖြစ်သွားပြီဆိုလို့ချင်းတော့ဟောဒီဝိသေကိစ္စဆိုတဲ့တန်တရားတရားတွေဟာလုံးဝရှင်းနေပြီးတော့သွားတယ်အေးဒါကြောင့်မို့လို့ဆင်ញင်တဲ့တရားမဆင်ញင်တဲ့တရားမသိလို့ မမမကန်တွေးတော်မိပြီဆိုလို့ရှင်အခုလို့တန်တရား16မျိုးတွေနဲ့ယုံမတန်တရားမှုတွေမိမိတဏ္ဍာမှာတိုးပွားလာနိုင်တယ်ဓာရင်လားဆိုတော့မကဘူးမာရွဲ့နဲ့အယူဆ6မျိုးကိုလည်းယူဆမိတတ်တယ်မမမကန်နှလုံးသွင်းပြီဆိုရင်မာရွဲ့နဲ့အယူဆ6မျိုးဆိုတာဘာလဲအဋ္ဌိအတ္တ အတ္တဆိုတာသာဝရရှိနေတယ်လို့ယူတဲ့အယူဆတစ်ခုအဲ့ဒီအဋ္ဌိအတ္တဆိုတဲ့စကားလုံးဟာအတ္တဆိုတဲ့တရားဟာအတ္တဆိုတဲ့အယူဆအတ္တဟာအဋ္ဌိသာဝရရှိနေတယ်လို့ဒီလိုပြန်ရမှာအဲ့ဒီမှာအနောက်တိုင်းကရေးတဲ့စာအုပ်တော်မှာဘယ်လိုရေးလဲဆိုလို့ရှိရင်အဋ္ဌိအတ္တကိုသူကဘယ်လိုဘာသာပြန်လို့ဆိုရင် အတ္တရှိသလားဒီလိုဘာသာပြန်တယ်။နောက်သူရဲ့စမ်းကြည့်မဲ့ကနတ္ထိအတ္တအတ္တမရှိဘူးလား။မြတ်စွာဘုရားကအဲ့ဒီမေကွန်နှစ်ခုလုံးကိုဥတ္တရပြပိုက်ကမေးတဲ့အခါမှာမဖြေခဲ့ဘူး။မဖြေခဲ့သည့်အတွက်ကြောင့်မြတ်စွာဘုရားကအတ္တရှိတယ်လို့လည်းမပြောဘူးတဲ့အတ္တမရှိဘူးလို့လည်းမပြောဘူးလို့ဆိုပြီးတော့မှန်မှန်ယွင်ယွင်ရှင်းသားသွားတာရှိတယ်။ ဒီပါဠိရဲ့သံကလုံးရဲ့အဓိပ္ပာယ်ကအဲ့ဒါကိုပြောတာမဟုတ်ဘူးအတ္တကိုကြိုင်ပြီးတော့အတ္တသည်သာဝရရှိနေတာလားအတ္တသည်ဖြစ်စည်းသွားပြီးတဲ့နောက်သာဝရမရှိတော့တာလားလို့ဆိုတဲ့သာဝရရှိနေတယ်ဆိုလို့ရှိရင် internet listen တတ္တတဒိဋ္ဌိကိုပြောတာသာဝရမရှိတော့ဘူးလို့ဆိုလို့ရှိရင်ဥစေတာဒိဋ္ဌိပြတ်သွားတာကိုပြောတာ အဲ့တော့ဘာသာပြန်နာဟာမကြလို့ရှိရင်လည်းပဲအယူဆတွေမှတ်သွားနိုင်တယ်ပေါ့အဲ့တော့မိစ္ဆာယူဝါဒဒီနေရာမှာအတ္တသည်ထာဝရရှိတယ်လို့ဆိုရင်တတ္တရဒိဋ္ဌိအတ္တသည်ထာဝရမရှိဘူးဆိုလို့ရှိရင်ဥစ္စေတာဒိဋ္ဌိဟာအဲ့ဒီဒိဋ္ဌိနှမျိုးလည်းပဲဒီတတ္တဝါတွေရဲ့တဏ္ဍမှာမမမကန်နှလုံးသွင်းရင်ဖြစ်ပေါ်လာတတ်တယ်တဲ့နောက်ဖြစ်နိုင်တာကဘာလဲလို့ဆိုရင်ဒါကတော့အယူဆတွေပါ အတ္တနာဝအတ္တနံသင်္ဆာနာတိအတ္တကအတ္တကိုသိတယ်ဆိုတာတင်ညာဆိုတဲ့အမှတ်စိတ်ကလေးကိုသူကအတ္တလို့ယူဆတယ်ပေါ့အတ္တလို့ထင်တဲ့ပုဂ္ဂိုလ်တွေကတင်ညာဆိုတဲ့အမှတ်တင်ညာလေးကိုအတ္တလို့ထင်တဲ့အခါအတ္တကအတ္တကိုပြန်သိတယ်လို့မှတ်သိသိတယ်လို့ဒီလိုတွေးတောပြီးတော့ယူဆတယ်နောက်တစ်ခုက အတ္တနာအနတ္တနာသင်္ဇာနာတိအတ္တကအတ္တမဟုတ်တာကိုသိတယ်ဆိုတာအတ္တဆိုတာသူကတင်ညာအမတ်တင်ညာလေးကိုအတ္တလို့ယူဆပြီးတော့ကြံတဲ့သဘာဝတရားတွေကိုအတ္တမဟုတ်ဘူးလို့ယူဆတယ်အဲ့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်ကဒီဒီအတွေ့အမျိုးကိုတွေးပြန်ဟောနောက်တစ်ခုကျတော့အနတ္တဝအနတ္တနာအတ္တနာသင်္ဇာနာတိ အတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်။နော်။အတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်လို့။အတ္တမဟုတ်တဲ့ဟာကတင်ညာမဟုတ်တဲ့သဘာဝတရားကြံတဲ့နန္တရားတွေကတင်ညာကိုသိတယ်လို့ဒီလိုယူဆတာတင်ညာနဲ့ပတ်သက်ပြီးတော့အတ္တအယူဆွဲ၃မျိုးဆိုပြီးတော့အဲ့လိုဟောတယ်။ဟောနောက်တစ်ခုကတော့အနတ္တနာဝအနတ္တ တင်ညာနဲ့ပတ်သက်လာပြီးတော့အတ္တမဟုတ်တဲ့အရာကအတ္တဟုတ်နေတဲ့တင်ညာကိုသွားပြီးတော့သိတယ်လို့ဒီလိုယူဆ။အဲ့တော့ပေါင်းလိုက်တော့အဋ္ဌိအတ္တလို့ယူဆတာကသတ္တဒိဋ္ဌိ၊နတ္ထိအတ္တအတ္တသာဝရမရှိဘူးလို့ယူဆတာကဩစေရဒိဋ္ဌိ။တင်ညာဆိုတဲ့အတ္တကအတ္တကိုသိတယ်လို့ယူဆတာကမိစ္ဆာဒိဋ္ဌိတစ်ခု။ ပညာဆိုတဲ့အတ္တကအတ္တမဟုတ်တာကိုသိတယ်လို့ယူဆတာတခုအတ္တမဟုတ်တဲ့ပညာကတခြားအတ္တဖြစ်တဲ့တရားတွေကိုမသိသိတယ်လို့ယူဆတာကအယူဆတခု၅ခုအဲ့ဒီ၅ခုအပြင်နောက်ထပ်သာတိယဟန်တွေးတဲ့အတွေ့မျိုးလိုအတ္တအယူဆတခုဖြစ်လာတယ်အဲ့ဒီအတ္တအယူဆကဘာလဲလို့ဆိုလို့ရှိရင် လောကလူတွေကအတ္တဆိုတာဘာလဲလို့ဆိုရင်စကားပြောတတ်တာအတ္တကပြောတာဒါအထူးသဖြင့်အတ္တယူဆတွေကဒီဘုရားဘာသာဝင်နေကြတော့မြန်မာလူမျိုးတွေကြတော့ဒီဘုရားရဲ့တရားဓမ္မတွေကိုမကြာခဏကြားနေရတော့ဒီယူဆတွေကတိတ်မပြင်းထန်။ဟိုအိန္ဒိယနိုင်ငံမှာကြတော့ဒီဟာအယူဆတွေကအမြဲတမ်းပြင်းထန်တယ်။ပြင်းထန်တယ် အဲ့တော့အတ္တဆိုတာဘာလဲလို့ဆိုလို့ရှိရင်စကားပြောတာဆိုပါစို့စဉ်းစားကြည့်စကားပြောနေတာဘသူလဲဘသူစကားပြောတာလဲလို့တွေးတောတဲ့အခါမှာသူတို့ကအတ္တကစကားပြောတယ်ဒါဖြင့်ခံစားတာတို့သိတာတို့ဘသူကခံစားတာဘသူကသိတာလဲဆိုရင်အတ္တကခံစားတယ်အတ္တကသိဟောဘုရားဘာသာတွေကြတော့စကားပြောတယ်ဆိုတာ စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝစီဝိညာဉ်ကြောင့်စကားပြောတာရုပ်တရားနဲ့နတ်တရားပေါင်းဆက်သွားတာခံစားတယ်ဆိုတာဝေဒနာသိတယ်ဆိုတာစိတ်တို့တင်ညာတို့ဘုရားဘာသာကြတော့သဘာဝတရားကိုစိုက်ထိပ်ပြီးတော့တင်ထားလို့ဒီလိုပြောနိုင်တယ်ပေါ့။နောက်ကောင်းတဲ့ကုသိုလ်ကံမကောင်းတဲ့အကုသိုလ်ကံတို့ရဲ့အကျိုးတရားကိုခံစားရတယ်ဆိုတာဘယ်သူလဲ။ သူတို့ကြတော့တွေးလာတဲ့အခါအဲ့ဒီအတ္တလေးဟာခံစားတယ်အဲ့ဒီခံစားတဲ့အတ္တလေးဟာဆိုပါစို့ညမလူမျိုးတွေလည်းတစ်ခါတစ်ခါတွေးတယ်ပေါ့ဒီဘဝကောင်းတာတွေလုပ်လို့ရှိရင်နောက်ဘဝကျတော့ခံစားရမယ်ဆိုတဲ့အတွေးဟာအပြောတယ်မဟုတ်ပဲနဲ့တကယ်ထင်လို့ရှိရင်တော့တကယ်ယူဆရင်တော့ဒါအတ္တယူဆတယ်ပါတော့မှာပဲစကားအနေနဲ့တော့ပြောလို့ရတယ်ဒီဘဝ ောင်းဆိုးနှစ်ခုပြုလုပ်တာကဒီဘဝယုံနာအဲ့ဒီဒီဘဝယုံနာကကောင်းဆိုးနှစ်ခုပြုလုပ်ပြီးတော့ဒီဘဝယုံနာဆုံးသွားတဲ့အခါမှာဒီဘဝယုံနာနဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့နောက်ဘဝယုံနာအဲ့ဒီနောက်ဘဝယုံနာကဆက်ခံကြ။ဘာဖြစ်လို့ဆက်ခံတာတုံးဆိုလိုင်းတူနေလို့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် online မဟုတ်ဒီ line မှာပဲဖြစ်နေတာကို ကိုယ့်ရဲ့ဖြစ်စဉ်ကြီးတခုဟာဒီဘဝကဖြစ်စဉ်နဲ့နောက်ဘဝဖြစ်စဉ်ဟာတူးနေတူးနေသည့်အတွက်ကြောင့်အကျိုးသက်ရောက်မှုဆိုတာရှိတယ်လို့သဘာဝတရားကိုရှင်းရှင်းလင်းလင်းသိရှိသွားတဲ့ပုဂ္ဂိုလ်ဟာအခုလိုအတ္တအယူဆတွေကိုဖယ်ရှားပြနေတယ်အကယ်၍မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဒီမိစ္ဆာဝါဒလို့ဆိုတဲ့မှားရွက်တဲ့အမြင်ကြီးတွေဟာခန္ဓာကိုယ်မိမိတို့ရဲ့စိတ်ထဲမှာရှင်တွဲထားတဲ့တန်ရောစဉ်ကြီးတစ်မျိုးဖြစ်ပြီးတော့ဒိဋ္ဌိတန်ရောစဉ်ပေါ့ စိတ်နဲ့ချီနှောင်ထားတဲ့တန်ရောစီကြီးဖြစ်ပြီးတော့ဒီအမြင်နေနဲ့ပဲတန်တရားထဲမှာတဝဲလည်းလည်းဖြစ်ပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုကိုမရနိုင်ဘူးတဲ့အဲ့လိုမရနိုင်လို့ရှိရင်ဆင်းရဲဒုက္ခကမလွတ်နိုင်တော့ဘူးတဲ့ဒါကြောင့်မို့သောတပတိမက်နဲ့ဒီအာတဝါတွေကိုဖယ်လိုက်တဲ့အခါသောတပတိမက်ညာပေါ်လာတဲ့အခါမှာ တက္ကရာဒိဋ္ဌိဆိုတဲ့အတ္တရဲ့အယူဆွဲတွေကိုလည်းဖယ်ရှားနိုင်တယ်။ယုံမှန်တန်တရားလို့ဆိုတဲ့ဝိသကိစ္စတွေကိုလည်းဖယ်ရှားနိုင်တယ်။နောက်ပြီးခွေးအကျင့်နွားအကျင့်တွေနဲ့မမှန်ကန်တဲ့အကျင့်တွေကိုကျင့်သုံးခြင်းဖြင့်တန်တရားကလွတ်မြောက်တယ်ဆိုတဲ့မှားရွဲ့တဲ့အတွေ့အတော်တွေကိုလည်းပဲလွတ်မြောက်နိုင်တယ်။အယူဆတွေကိုလည်းလွတ်မြောက်နိုင်တယ်။ ဆိုလိုတာကတက္ကရာဒိဋ္ဌိဆိုတဲ့တန်ရောစဉ်ဝိသကိစ္ဆာဆိုတဲ့တန်ရောစဉ်သီလဝိဒ္ဓပရမတဆိုတဲ့ဒီတန်ရောစဉ်၃မျိုးသောတပန်ဖြစ်သွားလို့ရှင်ဖယ်ရှားနိုင်ပါတယ်တဲ့အဲ့ဒီသောတပတိမဲ့နဲ့ဖယ်ရှားလိုက်နိုင်တဲ့တက္ကရာဒိဋ္ဌိသီလဝိဒ္ဓပရမတဝိသကိစ္ဆာဆိုတဲ့ဒီတန်ရောစဉ်၃မျိုးဟာဒီနေရာမှာဓတနာပဟာတ္တပါသောတပတိမဲ့နဲ့သာဖယ်ရှားနိုင်တဲ့အရာမျိုးဖြစ်တယ် ဒါဖြင့်သောတပတိမက်ကိုဘယ်လိုရအောင်လုပ်ရမလဲဆိုရင်နှလုံးသွင်းတိုက်တဲ့တရားကိုနှလုံးသွင်းရမယ်။နှလုံးမသွင်းတိုက်တဲ့တရားကိုနှလုံးမသွင်းရဘူး။နှလုံးသွင်းတိုက်တဲ့တရားဆိုတာယုတ်ဏ္ဍမကိုတဘာဝတရားကိုတဘာဝတရားတိုင်းနှလုံးသွင်းရမယ်။မမြဲတဲ့တရားကိုမမြဲဘူးလို့နှလုံးသွင်းနိုင်ရမယ်။ဆင်းရဲတဲ့တရားကိုဆင်းရဲတယ်လို့နှလုံးသွင်းနိုင်ရမယ်။ကိုမပိုင်နဲ့ကို့အလိုကြမဖြစ်တဲ့ အနတ္တသဘောတရားကိုအနတ္တလို့နှလုံးသွင်းနိုင်ရမယ်။အဲဒီလိုနှလုံးသွင်းနိုင်ခြင်းဟာဝိပဿနာဉာဏ်မြင်ပဲဖြစ်တယ်။အဲဒီလိုဝိပဿနာဉာဏ်မြင်တဲ့ခြင်းကြံကြိုးကုတ်အာထုံမှနိဗ္ဗာန်ကိုမြင်ခြင်းလို့ဆိုတဲ့အခုအာသောတရားတွေကိုဖယ်ရှားနိုင်တဲ့သောတပတ္တိမဉ္ဇဉ်ဆိုတာဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်။